မန္တလေးအာဇာနီ18ဦး85နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကိုအဟံအတားတွေရှိနေတယ်လို့ပွဲဖြစ်မြောက်ရေးကော်မတီကပြောပါတယ်ဦးကျော်စီသတင်းပေးပို့ထားတာပါရှင်မန္တလေးမြို့မှာပြုလုပ်မဲ့အာဇာနီ18ဦးအထိမ်းအမှတ်ပွဲတွေကိုအခုချိန်အထိအဟံအတားအချို့ရှိနေသေးတယ်လို့1300ပြည့်ရေတော်ဘုံဖြစ်မြောက်ရေးကော်မတီဝင်ဦးမင်းထက်ကြီးကျန်ကတော်ဆိုလိုက်တာပါကျွန်တော်တို့ဒီမှာ1300ပြည့်ရေတော်ဘုံမန္တလေးအာဇာနီ18ဦး85နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကိုမန္တလေးမြို့သူမြို့သားတွေနဲ့ပူးပေါင်းပြီးလုပ်တာပါဒီအတွက်လည်းလာချီပြီးအကြာကြီးလုပ်ခဲ့ပြီး တော်တော်လေကျွန်တော်တို့မှာအခက်အခဲတွေပါကြီးကျွန်တော်တိုင်းဒေသကြီးစိုးရွားရဥမာဆိုလို့ချင်းလမ်းဖြတ်ပိုစာတွေကျွန်တော်ပြည်သူတွေသိရှိနိုင်အောင်လို့ကျွန်တော်တို့စူးစမ်းပါတယ်ကျွန်တော်အစီအစဉ်တိုင်းပဲကျွန်တော်တင်ပြပါတယ်ဒါဌာနမှုကိုယ်လုံးနဲ့ဟလားအဆောက်အဦဌာနမှုတင်ပြတယ်မြို့တော်ဝင်တင်ပြတယ်တော်တော်တို့ကျွန်တော်ညင်းခံပါတယ်ကျွန်내စာပေဟောပြောပွဲတွေအခြားကျွန်တော်တို့ဒီဇေယောင်းပွဲတွေအားလုံးကပတိုင်းတွေချိန်ခွင့်ရှိတယ်ဒီဒီအတွက်ကျွန်တော်တို့ကအခုလှုပ်ဆောင်ရေးအနေနဲ့ပဲဒီမြို့သူမြို့သားတွေသိရှိရကျွန်တော်ရဲ့မန္တလေးရဲ့တမိုင်းတံမှု ကျွန်တော်ဖော်ထုတ်တဲ့နေရာမှာလူငယ်မျိုးဆက်တွေတိရှိရအောင်ကျွန်တော်တို့ကြိုးစားပါတယ်1300ပြည့်ရွေးတော်ဘုတ်85နှစ်မြောက်အခမ်းအနားကိုအိန္ဒိယဇေဒီရှင်ပြင်မှာဖေဖော်ဝါရီလ17ရက်နေ့ကတီတကူဆရာတော်ကြီးကနေဂွန်ပြူဓမ္မသမင်ပြုလုပ်ခဲ့ပါတယ်16ရက်နေ့နဲ့20ရက်နေ့တွေမှာဆာရေးဆရာတွေရဲ့ဟောပြောပွဲတွေလည်းရှိသလိုမစိုးရိမ်တိုက်တဲ့မဟာနာယကဆရာတော်ဥဝတိထဘိဝင်တာရဲ့တရားပွဲလည်းရှိပါတယ်21ရက်နေ့မနက်9နာရီမှာတော့တန်ဃာတော်အပါ1300ကိုအိန္ဒိယဇေဒီရှင်ပြင်မှာဘုံစုံလောင်းလူမှာဖြစ်ပါတယ်ပွဲစီစီတွေနဲ့ပတ်သက်ပြီးမန်လေးမြို့ကတရေစာအချို့မှာ ကြော်ညာထည့်ဖို့စ조사ခဲ့ပေမယ့်အခုချိန်ထိကတ်သတ်မှုတွေရှိနေလို့ကော်မတီဝင်တဦးကပြောပါဗျာ။ ကျွန်တော်မန်လေးနေစီလို့ပေါ့တင်းစားနေမှာဆိုရင်ကျွန်တော်1300ဘာပြေးရတော့မလို့ပတ်သက်ပြီးဒီထဲ့ဖို့အတွက်အကန့်အသတ်တွေရှိနေတာကျွန်တော်သိရတယ်။ဒါတွေလည်းပဲကျွန်တော်တို့စိတ်မကောင်းစရာပေါ့။ကျန်တဲ့သက်ဆိုင်ရာချာဂျာနယ်တွေချာဒီရုပ်တံတွေပါတွေကတော့ကျွန်တော်တို့ထည့်ခွင့်ရှိပါတယ်။ဒါလေးတွေတော့မန်လေးမှာဖြစ်ပြီးတော့မန်လေးရသပိုင်းကိုအဲ့လိုဖော်ပြခွင့်မရတဲ့အတွက်တော့အဲ့လိုခက်ခဲလေးတွေအားလည်းလို့ကျန်တာတော့ဒီလူတွေကလည်းလက်လိုက်လေးလေးကျွန်တော်တို့ဝိုင်းဝန်းအားပေးကြရုပ်တဲ့နောက်အောင်မြင်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အိန္ဒိယဇီဒီကနေတကြွေကုန်းချက်မှာရှိတဲ့အာဇာနီဘိမှန်တီမော်တော်ရေတွေနဲ့ တွားရောက်ကြဖို့လည်းစီစဉ်ထားပါတယ်။သတင်းစာဆရာကြီးဟန်တာဝဒီဦးဝင်းတင်တမိုင်းပညာရှင်ဒေါက်တာဦးတိုးလအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ကပေးပို့တဲ့တဝန်လာတွေကိုအာဇာနည်ဘိတ်မှာဖတ်ကြားဖို့လည်းရှိပါတယ်။ကျွန်တော်ကြော်စီပါ